်မင်္ဂလာပါဒီနေ့ဟာဦးနိုင်တို့ရန်ကုန်မြို့အမြန်လန်း၁၈မိုင်မှာတငယ်ချင်းတယောက်ရဲ့မွေးနေ့အလူကိုသွားရင်လည်းဦးနိုင်တို့တွေလှူဒန်းခဲ့တဲ့ဒီခုမြင်တွေ့နေရတဲ့ရွှေမန်းတရားရိပ်သားရဲ့မုံဦးကြီးကိုလည်းဦးနိုင်တို့ဝင်ကြည့်ခဲ့ပါတယ်ဒီပုံလေးတွေကကြတော့ဦးနိုင်တို့ဒီမော်ဦးကြီးမတီဆောက်ခင်မှာဒီပနဲ့ရိုက်တဲ့အခမ်းအနားမှာဆရာတော်ဖျားကြီးရဲ့ဦးနိုင်တို့မိသားစုရဲ့ပနဲ့ရိုက်တဲ့ပုံလေးတွေမှတ်တမ်းတင်ထားတဲ့တပ်ပုံလေးတွေဖြစ်ပါတယ် အခုဆိုရင်ဦးနိုင်တို့မိသားစုလှူဒန်းခဲ့တဲ့ရွှေမန်းတရားရိပ်သာမအူးရခန္ဓာတင့်တယ်ဆိုတာပြီးစီးတော့တော့အမြင်တွေ့ရတဲ့အတွက်ကြောင့်မို့ဝမ်တာပီတီဖြစ်ရင်ဗီဒီယိုမှတ်တမ်းတင်မိခဲ့ပါတယ်ဒီနေ့ဦးနိုင်ရဲ့တငယ်ချင်းပြုတ်လုတဲ့မွေးနေ့အလှလေးရတော့အဆက်ရှင်မိုင်တော့ရအကြောင်းမှ ပြုတ်လုတာဖြစ်ပါတယ်။ကျောင်းရှိတန်ဃာများနဲ့တီလာရှင်များကိုနေစွမ်းကတ်လူတဲ့အလှလေးဖြစ်ပါတယ်။ ဒီ session ပိုင်းတော့ရအကြောင်းပါကစွန်ကတ်လူချင်းဆိုလို့ရှိရင်ចောင်းရှိတန်ガရိုတွေတိလာရှင်ဆရာလေးတွေက အလဲကြကြွလာတယ်ပြီးတော့မှအရှိဆုံးမှရှိတဲ့ဆရာတော်ဖျားကဥနိုင်တို့အလှရှင်တွေကတ်လူမဲ့စွန်နေဟင်းတွေကိုလက်ခံယူတယ်ပြီးတော့ကသာတန်ガရိုတွေဆရာလေးတွေကအဲဖုံးပေးမဲ့ပမာဏလောက်ကိုသူတို့ကိုယ်တိုင်ခတ်ယူကြတာဖြစ်ပါတယ်ပြီးတော့မှသာဥနိုင်တို့အလှူရှင်တွေကမိမိတို့ကတ်လှူခြင်းနဲ့အချိုပွဲတွေအခြားဝတ္ထုပစ္စည်းတွေကို ကိုရိုင်းအဲတန်ကားတော်တွေဆရာလေးတွေကိုကတ်လူကြတာဖြစ်ပါတယ်ဒါကတော့ဒီနေ့နေစွမ်းအတွက်ကတ်လူတဲ့စွမ်းနဲ့ဟင်းပွဲများဖြစ်ပါတယ် တန်ဃာတော်တွေတီလာရှင်ဆရာလေးတွေကိုစွန်းတို့အချို့ဘွဲတို့ကတ်လှူပြီးချိန်မှာတော့ဥနိုင်တို့တငယ်ချင်းတွေလည်းဗိုက်စာစာနဲ့နိလေစာကိုစားခဲ့ကြတယ်ပြီးတော့ဒီအကြောင်းမှာထုံးစံလေးရှိတာကလာတဲ့ဧည့်သည်တွေကပေါ့နော်စားပြီးသွားလို့ရှိရင်အသုံးပြုတဲ့ပုဂံတွေဇွန်းတွေခွက်တွေကိုမိမိကိုယ်တိုင်ဆေးရတယ်ပြီးလို့ရှိရင်အဲသူ့နေရာသူထားရတယ်ပေါ့နော်ဟိုဒါဥနိုင်တို့အဖွဲ့လည်းတက်တက်ကြွကြွဆေးကြောခဲ့ပါတယ်ဆေးပါတော့အဲ့လိုဆေးရတာတော့အဲ့လိုဆေးရလက်ကူလို့ တော့ရပါလားတို့လည်းကပြောရင်ကုတော်ယူတဲ့ရတယ်ဟုတ်ပါတယ်ဟိုမှာတန်းစီလည်းလွယ်ချင်တယ်လား yes ပြောမအောင်နိုင်လို့ရဆရာဘုရားထံမှာငါးပါးသီလခံယူရဲတရားနာရဲအလှူအတွက်ကိုရေဆက်သွင်းချအမြပေးဝေပြီးတော့မှဒီနေ့အလှူအစီအစဉ်လေးပြီးဆုံးခဲ့ပါတယ်ခင်ဗျာ ဒီနေ့လှူဒန်းခဲ့တဲ့ဥနိုင်ရဲ့တငယ်ချင်းအလှရှင်မိသားစုလေအလူရီဇက်လက်နဲ့မကလှူဒန်းနိုင်ကြပါစေ။တဘာဘေဇောအနယ်ဇောကက်ဆိုမာထာဝရကင်းဝေးကြပါစေ။မိသားစုတွေစမ်းမပျော်ရွှင်ကြပါစေလို့ဥနိုင်ကလည်းဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာ။